အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြတ်တဲ့အောင်းနဲ့မင်္ဂလာပါမနေ့ညတုန်းကအာရှ Champion League ပြိုင်ပွဲပေါ်လေဒါဒီနေ့ကတော့အာရှ Champion League ပြိုင်ပွဲကိုပုံစံအစ်စ်နဲ့ကျင်းပါတယ်ပုံစံအစ်စ်နဲ့ကျင်းပါတယ်ပေါ့လေကျွန်တော်တို့ဥရောပ Champion League မှာ36သင်း li face ပုံစံကျင်းပတဲ့ပုံစံနဲ့အာရှချန်ပီယံလိကလည်းပုံစံသစ်ကျင်းပတယ်။ဒါပေမဲ့ဒီတစ်ချိန်ကျင်းပတဲ့အချိန်မှာအရင်တုန်းကလိုမျိုး ပုံစံမျိုးမဟုတ်တော့ပဲနဲ့သူတို့ကနိုင်ငံတနိုင်ငံတည်းကိုပဲပွားပြီးတော့ပြောင်းပြီးတော့ကျင်းပခဲ့ပြီးတော့အဲ့နိုင်ငံတနိုင်ငံကပုံစံတိုင်းပေါ့လေအရင်အရင်တုန်းကအဟောင်းတုန်းကဆိုရင်တော့အိမ်ကွင်းအဝေးကွင်း semi final တိနှစ်ကြော့ကန်ပြီးတော့မှ final ကျမှတချို့တည်းကန်တဲ့ပုံစံ မဲ့ဒီတစ်ခေါက်ကြတော့ဒါဆော်ဒီအာရေဗျာနိုင်ငံကအိမ်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပြီးတော့ဒါသူတို့အရှိပိုင်းဆုံးနောက်ပိုင်းဆုံးဆိုပြီးသူတို့ခွဲလိုက်တယ်ဆိုတော့ဒါကျွန်တော်တို့ဆော်ဒီအာရေဗျာကနေဒါ၃သင်းပါတယ်ကာတာလီက၂သင်းအီရန်က၂သင်းတခါအရှိပတ်ချန်ကဒီအရှိပတ်ချန်မှာဂျပန်ကိုရီးယားက၃သင်းတရုတ်က2တင်းထိုင်းက3တင်းပေါ့လေဒီလိုအသီးသီးပြိုင်ပွဲဝင်အသင်းကြီးအတွက်တွေကိုသူတို့လုတ်ပြီးတော့မှာ အဲ့ထဲကနေဒါအစင်စင်ပြိုင်ပွဲကျင်းပါတယ်ဗောလေဆိုဆိုအာရှချန်ပီယံလိပြိုင်ပွဲမှာသူတို့က West Region ဆိုပြီးတော့အနောက်ပိုင်းဇုံမှာ Saudi Arabia ရဲ့ Arab Club တီအားလုံးပါတယ်အရှေ့ပိုင်းဇုံမှာတော့ဒါတီယုံနဲ့ဒါဂျပန်ကိုရီးယားနဲ့ Thai Power Club တီအများကြီးပါတယ်ဒါအဲ့ထဲမှာ Australia Club တီလည်းပါတယ်အဲ့ထဲကနေ ဟိုဘက်၈သိန်းဒီဘက်၈သိန်းထိတ်ဆုံး၈သိန်းတက်လာတယ်အဲ့၈သိန်းကမှတစင်းသူတို့အစင်စင်ကန်ပြီးတော့မှဒါအဲ့၈သိန်းကိုအရှိပိုင်းနဲ့အနောက်ပိုင်းအရှိပိုင်းနဲ့အနောက်ပိုင်းပုံစံပေါ့လေအဲ့လိုပုံစံမှုပဲနဲ့သူတို့ကအနောက်ပိုင်းအရှိပိုင်းသူတို့ခွဲခြားလိုက်တယ်စီးတီးတီးနဲ့ခွဲခြားလိုက်ပြီးတော့မှအမြင့်ဆုံးစီးတီးရတဲ့အသင်းတွေနဲ့အစင်လိုက်ခွဲသန်းတဲ့အခါမှာနောက်ဆုံးမှာကျွန်တော်တို့အခု Champion League Semi-final Quarter Final ပုံစံပေါ်လာတယ်ဒါပေမဲ့ဒီပြိုင်ပွဲကကျွန်တော်တို့ round of 16တခုတည်းပဲဒါကျွန်တော်တို့အခု ဘယ်လိုပုံစံဒီဘယ်လိုပြောမလဲဆိုတော့နှစ်ကြော့ကန်တယ်နှစ်ကြော့ကန်ပြီးတော့ quarter final ရောက်တဲ့အချိန်မှာ Saudi Arabia နိုင်ငံမှာကန်တယ်ဆိုတော့သူတို့က show တွက်အဆင့်ရောက်တဲ့အချိန်မှာပုံမှန်တိုင်းသွားပြီးတော့နှစ်ကြော့အင်ကွေဝင်းကပ်ပြီးတော့ quarter final ရောက်တော့ Saudi Arabia နိုင်ငံကအင်ရှင်ဖြစ်ချင်းပါခွင့်ကျင်းပတယ်အဲ့အချိန်မှာ Saudi club အသင်း၃သင်းတက်တယ်ဒါအေဟလာရဲ့အာလီရဲ့အာနာဆာရဲ့တက်ပြီးတော့ဒါဂါဝန်ဂူဂျီရဲ့ပြီးတော့မှဘာဟင်ရဲ့ယိုကိုဟာမားနဲ့ ကာဝါဆာကီဆိုတဲ့ Jelly Club တင်းက2တင်းထိုင်းကတင်းကိုရီးယားတင်း4တင်းတက်တယ်ဆို semi final မှာ AR နဲ့ Air Hala Alnasa နဲ့ Kawasaki ဆိုတဲ့အသင်းတွေတွေ့ကြတယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရပိုင်းကပဲ semi final ကန်တဲ့အချိန်မှာဒါ ဲဟာလာအသင်းကို ALD ALD အသင်းက၃ကိုတကိုနဲ့နိုင်ပြီးတော့သူတို့က fight နဲ့တက်တယ်။နာမည်ကျော် superstar Cristiano Ronaldo ပါတဲ့ Anasa ပဲချန်ကတော့ Kawasaki ဆိုတဲ့ G League ကအနာစာကို2-1နဲ့နိုင်တယ်ဆိုတော့ final ကို အဲအာလီနဲ့ကာဝါဆာကီနှစ်သင်းတက်တယ်ဆိုတော့အဲ့ဒါကဒီဆော်ရီယာဗီယာနိုင်ငံ GM မှာ Jim Gillet မှာ Jim Parker ပြီးတော့ဘောလုံးပွဲမှာ Roberto Firmino တို့ Frank Cassier တို့ Ivan Toni Galano တို့ပါဝင်တဲ့နောက်ကုသမာ Mandy အပါဝင်ဒီအသင်းက final မှာ Jelly Club Kawasaki ကို2-0ပြန်နိုင်ပြီးတော့ အာရှချန်ပီယံလိပြိုင်ပွဲရဲ့ပထမဆုံးပုံစံသစ်ပြိုင်ပွဲမှာသူတို့ချန်ပီယံဖြစ်သွားတယ်။အဲ့ဒါကဘာလို့သွားပြီးတော့စိုးရိမ်စရာဖြစ်သွားလဲဆိုတော့အခု အာနာဆာရဲ့ချန်ပီယံလိဝင်ခွင့်အတွက်ပါနည်းနည်းလေးတော့စိုးရိမ်စရာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆော်ဒီလိတတိကနေစုစုပေါင်း၃သင်းပဲပြီးတာ မက်ဆီမှ3သိမ်းမပေးတဲ့အချိန်မှာချန်ပီယံကပြအခုကရင်ဘန်ဇီမာတို့ရဲ့ဒါအဟေတီရဲ့ကတေချပေါက်ချန်ပီယံဖြစ်ဖို့ရှိတယ်ဆိုတော့အဲ့ဒီနေရာမှာအဟာလာရဲ့အနာစာရဲ့အာလီရဲ့ဇက်တိုက်ကတ်နေကြတာဗောလေသူတို့တွေကအမှတ်တရသိမ့်မကွာဘူးဒါထိတ်ကအဟေတီရဲ့ကပဲဒုတိယနေရာကအဟာလာကို6မှတ်ဖြတ်ထားပေမဲ့အဟာလာရဲ့အနာစာရဲ့ အခါဒါစ်တို့အသင်းရဲ့အာလီရဲ့စုစုပေါင်းဒီ၅အသင်းဟာအမှတ်သိမကွာဘူး58 59 60 60 2လေးမှာပဲကွာတယ်တကယ်လို့များအာနာစာကအဆင့်နှစ်တွေမဝင်ခဲ့ဘူးအဟာလာကအဆင့်နှစ်တွေမဝင်ခဲ့ရင်ဒါဘာဖြစ်သွားမလဲဆိုချန်ပီယံလိဝင်ခွင့်မရဘူးဘာလို့ဆိုချန်ပီယံလိဝင်ခွင့်ကလီပိုဇီရှင်းက2သင်းပဲရမှာဘာကြောင့်လဲဆိုတော့အာလီကချန်ပီယံလိမှာ AFC ချန်ပီယံလိမှာချန်ပီယံဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့လေဆိုတော့မင်းညာတော့က ဒီမန်ဒီပေါ့လေဒါဖာလမန်ဒီကတော့ဒီဒီဒီဘယ်လိုပြောမလဲအဒရာမန်ဒီကတော့ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားစုကိုပါရရှိသွားပြီးတော့ဘောလုံးပွဲရဲ့အကောင်းဆုံးကစားမကရောဘတ်တိုဖမီနိုပေါ့လေဆိုတော့ဖရန့်ကက်စီယေဂယ်လာနိုအိုင်ဗန်တိုနီနောက်တစ်ပတ်ကရီယယ်မာရက်စ်အပါဝင်မန်ဒီနဲ့ဒီကစားမတွေကတော့ AFC မှာ Champion League မှာ Champion ဖြစ်သွားခဲ့ပြီးတော့ဒါအခုလက်ရှိမှာလာမယ့်ရာသီမှာသူတို့ Champion League ပြိုင်ပွဲကိုဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ဒါမင်းညာကကစားသွားတဲ့ AFC Champion League Final ပါ။အားလုံးကျေးဇူးတင်ပါတယ်။